ပြစ်လေးလာကြတယ် S ရဲ့တန်ကသူကျွန်တော်တည်သွားပြီ H ရဲ့တန်ကလို့တည်သွားပြီသူတို့နေ့ကပေါင်းလိုက်ရင်ဘာအတန်ထွက်လဲဆိုတော့ကျွန်တော်တို့တည်ချင်မှတည်လိမ့်မယ်တည်ရင်တည်လိမ့်မယ်ဘာကြောင့်တည်ထွက်လဲတည်ချင်ရင်ဒီဗီဒီယိုလေးမှာအဖြေရှိပါတယ် like ခဲ့ကြည့်ပါဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ကအဲ့ဗီဒီယိုလေးကိုစာဖို့အတွက်အဲ့ဗီဒီယိုလေးသင်ဖို့အတွက်ကိုကိုရနားလည်ဖို့အတွက်ဒီဟာလေးကိုသိဖို့လိုပါတယ် digraphs ။နော်အဲ့တော့ diagram ဆိုတာကျမတို့ဗာပြောရလဲဆိုအတန်နှစ်တန်ပေါင်းရင်ထွက်တဲ့အတန်ကိုပြောတာဖြစ်ပါတယ် diagram ဆိုတာ။အဲ့တော့ dime ဆိုတာ two graph ဆိုတာ letter two letter ပေါင်းနှလုံး letter နှလုံးပေါင်းရင်အတန်တန်ထွက်တဲ့စကားလုံးကိုပြောချင်တာဖြစ်ပါတယ် diagram မြင်ရပါတော့။ဒီမှာရေးထားတယ် diagrams နော် diagrams combine it diagram combine to make a new song letter နှလုံးလာပြီဆိုရင်တန်ထွက်သွားတဲ့ဥစ္စာကိုကျွန်တော် diagram လို့ခေါ်တယ် for example ကျွန်တော်ဒီမှာ ch sh Q U T H voiceless T H voice sound ng ကိုရေးထားပြတာဖြစ်ပါတယ်အဲ့တော့ c ရဲ့အတန်က kh h ရဲ့အတန်က h ပေါင်းလိုက်ရင် kh လို့မထွက်ဘူးကျမတို့ကဆိုတဲ့အတန်ထွက်တယ် trains are chugging up the hill ch 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 ဆိုလို့ကျနာကကျမတို့မိသားဘိန်းနေဘလို့သွားလဲ chu 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 အရင်တော့က မီးသွေးနဲ့မောင်းနဲ့မီးထားတွေထွက်တဲ့ပုံစံမျိုးအတန်အတိုင်းပဲဘိန်းတွေလည်းတောင်တက်လို့ရှိရင်ဘိန်းလုံးသူ့ရဲ့ချိန်အောက်မှာထားတဲ့ချိန်ကျိုးချိန်ကျိုးတွေအဲ့လိုသွားနေခုံမောင်းတဲ့အတန်တွေကအတန်ကို action uv ကလေးလေးတွေကိုတင်ပြထားတာဖြစ်ပါတယ်။ဒါတော့ ch အတန်ကိုကျွန်တော်က ch လို့ရေးဆိုမှာဆိုရင် ch ကနှလုံးပေါင်းမှတန်ဖြစ်ပါတယ် ch o o p ပေါင်းလိုက်ရင် ch o p ပါတန်ရမလဲ ချက်ပြရတာဖြစ်ပါလေစစနာကပြောတဲ့ S ရဲ့အတိုင်းက H ရဲ့အတိုင်းကပေါင်းလိုက်ရင် hello တမထွက်ဘူး digraph ဖြစ်တဲ့အတွက် two letter make one sound ဖြစ်ပါတယ် dig two letter combination ဖြစ်တဲ့အခါမှာ when two letter combination two letter နဲ့ခုပေါင်းတဲ့အခါမှာ a new sound အနော် coming အတန်းတစ်ခုအသစ်ထွက်လာတယ် that is ကလေးလေးအိတ်နေတူတူနေဖိုးဖိုးအိတ်နေတူတူနေဖေဖေအိတ်နေတူတူနေအဲ့တော့ဖြစ်ပါတယ် up shock အဲ့တိုင်းမှာကျွန်တော်တို့ကဒီမှာ shape a pet shape နော်ဒီနေရာမှာ အများကြီးထည့်ဆိုလို့ရပါတယ် it ဆိုရင် shin ဖြစ်ပါတယ်ဟော th ကဒါ voice sound ဖြစ်ပါတယ် th မှာအတန်နှမျိုးရှိတယ် english မှာ th ကိုမြင်လို့ရှိရင်ပန်းမိမိတို့ရဲ့ t နဲ့ h နဲ့ကိုလာလို့ဆိုလို့ရှိရင်ဒီနေ့ဆက်ပြီးကလေးလေးတွေတွေပြောရအောင်နော်ကလေးလေးသင်ဖို့ဆိုလို့ရှိရင်တတကျွန်တော်တို့ကသိပြီးသားဒါပေမဲ့ကျွန်တော်တို့သိခဲ့တဲ့ဒါက th is this th is that th is thin ဘာကြောင့်တင်းထွက်သွားလဲဘာကြောင့် that ထွက်ရလဲကျွန်မလည်းအရင်တော့မသိခဲ့ဘူးအဲ့တော့အခုကြည့်နေတဲ့ဗီဒီယိုကြည့်နေတဲ့သူလည်းသိချင်မှသိပါလိမ့်မယ်အဲ့တော့ဘာလို့ထွက်တာလဲဆိုတော့ phonics လို့ခေါ်တဲ့ phonetic ရဲ့သဘောတဘောထွက်တာ phonetic နဲ့ phonics ကမတူပါဘူးအဲ့ဒါဗီဒီယိုတစ်ခုနောက်ထပ်ပြန်ရှင်းပြပါမယ်ဒါပေမဲ့ အတံမတူးလားဆိုတော့အကုန်လုံးအတူတူပဲ phonetic က samples တွေကနေကျွန်တော်လေ့လာရတာ phonetic ကကလေးတွေလေ့လာရတဲ့လွယ်ကူအောင်ကျွန်တော်လူကြီးတွေလည်းမြင်မြန်ဆန်းနားလည်သွားအောင် phonetic နဲ့လေ့လာရင်မြန်တယ် phonetic ကအရင်ကြားတယ် phonetic ကလေ့လာအထူးမှုကောင်းပါပဲ phonetic ကိုရပါလိမ့်မယ် အဲ့တော့ဘာလို့ဆိုတော့သင်္ကေတနဲ့ပဲလေ့လာရတာဖြစ်တဲ့အတွက်ကြောင့်ပါဒါပေမဲ့ phonics ကိုလေ့လာရင် phonetic က phonics နဲ့ဆက်သွားဖြစ်တဲ့အတွက်လည်းကိုသွားပါတယ်အဲ့တော့ကျွန်တော်တို့ phonics ကြောင့်သွားအောင်ပါဒါဆိုရင် th ကဒီနေရာမှာတချို့သောစကားလုံးတွေကဒဒဒအတန်ထွက်တယ်တချို့သော th တွေဒီကျွန်တော်တို့က soft sorry voiceless အတန် th ထွက်ပါတယ်လို့ကလေးတွေသိရမှာဖြစ်ပါတယ် th ဒီတစ်ခါတည်းကမှအတန်မထွက်ဘူး တချို့တော့ THD ကအတန်ထွက်တယ်ဒါဆိုရင်မေမေအဲ့ဒီ TH နဲ့အဲ့ဒီ TH အတန်ခွဲထွက်တာကိုဘယ်လိုခွဲရမလဲဒီမှာပြောရင်ရှည်သားမှာဆိုတော့အဲ့ဒီခွဲနေတဲ့နောက်ထပ်သက်သက်ထပ်ပြောပြပါမယ်အဲ့တော့ဒီမှာကသသမမီးတို့ကို digraph ကိုဦးစားပေးတင်မှာဖြစ်တယ်လေ T နဲ့ H နဲ့လိုင်း T ရဲ့အတန်ထထထထထထ in tin မဟုတ်တော့ဘူး H ရဲ့အတန်ဟာ upper half မဟုတ်တော့ဘူးเนาะ H ရဲ့အတန်က အရင်တော့ကဟုတ်ကဲ CBC word သုံးလုံး1 2 3 consonant vowel consonant CBC words consonant C vowel V အဲ့လိုပုံစံဆိုရင်တော့ထွက်မယ်အရင်တော့အတိုင်းပဲဒါပေမဲ့ T နဲ့ H နဲ့နှလုံးပူလာပြီဆိုရင်ဒီနေ့ဆက်ပြီးမှတ်ရမယ်အတန်ကတအားတို့တမိတို့ရေဩဒဒဒလို့မှတ်ရမယ်အဲ့တော့ဒီလိုဖက်ဖက်မြိုင်းနဲ့တိသွားမယ်လောလောဆယ်မှတ်ထားလိုက်ပါနောက်ကျမှဘလို့ခွဲမလဲဆိုတော့ပြ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 မယ်အဲ့တော့နောက်နောက်တစ်လုံးကကျမတို့က ng ဖြစ်ပါတယ် n နဲ့အတန်ကငါကြောင့်မလို့ net N E T net N E S T nest N I N E 9လို့ပြောခဲ့တယ် N O no လို့ပြောခဲ့တယ် G E T go 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 G O go G U N E gone G A F T gift G O E S ghost မလားလို့ပြောခဲ့တယ်ဒီနှလုံးပေါင်းရင်တန်ထွက်သွားမယ် N ရဲ့ G နဲ့ပေါင်းရင်ဝိတ်မတဲ့အခါမနိုင်ဘူး음음အဲ့ဒီတန်ထွက်မယ်ဒါကြောင့်မလဲ음ဒါကြောင့်မလို့ R I N G ring s i n g sing ဖြစ်ပါတယ် n g ရဲ့တိုင်းက ing ထွက်တာဖြစ်ပါတယ်ဆိုတော့ s o n g song အဲ့လိုထွက်တာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ digraph ကလေးကို digraph ကိုသတိမီးတို့ကိုသင်တယ်မလားမသိဘူးဖုန်းနဲ့လေ့လာတယ် digraph digraph လို့တွေ့တယ်ဘာလဲ digraph ဆိုတာဘာမှမဟုတ်ပါဘူး letter နှလုံးပေါင်း dig ဆိုတာနှစ် letter graph ဆိုတော့ letters letter နှလုံးလာရင်အတန်အစ်စ်ထွက်တဲ့စကလုံးတွေကို digraph လို့ခေါ်ပါတယ်ဒါက level 2မှာသင်ရ digraph ပါကျမတို့မှတ်မိလားကျမနာမည်တီချယ်ဖွေဖွေဇင်လင်းဖွေအဲ့တော့ pH ရဲ့ W A P ရဲ့တန်ကအဲ့ရှက်တန်ကတို့ပြမယ်အင်္ဂလိပ်မှာ P နဲ့ H နဲ့လာပြီဆိုရင် digestive digestive လေ two letter makes one sound a new sound ဒါကြောင့် pH အဲ့ဒါနေ F အတန်ကဲ့သို့ဆိုမှဖြစ်ပါလေဆိုပြီးကလေးလေးကို level 2ကျမှထားသင်ရမယ် WH ဆောင်းလဲအဲ့တိုင်းပဲ KN ဆောင်းလဲအဲ့တိုင်းပဲ WR ဆောင်းလဲအဲ့တိုင်းပဲ for example WRNT right W နဲ့ R နဲ့ပေါင်းရင်နှလုံးပေါင်းအတန်နှစ်တန်ပေါင်းမိမယ် R အတန်ကိုပဲယူရတယ်တတန်ကိုပဲအတန်ထုတ်ရတယ်ဒါကြောင့်သူလဲ digraph ထဲကိုပါတာဖြစ်ပါတယ်လို့ပြောရင်ね what is digraph ဆိုတာလေးကိုရှင်းပြပေးခဲ့ပါတယ်ရှင်အကျိုးရှိမယ်ထင်အများစုကမမြင်အောင်လို့ရှင်းပြပါမိမိလေးကလေးလေးတွေကိုသင်မယ်ဆိုရင်ဒီလိုလေးရှင်းပြပေးသင်လိုက်မယ်ဆိုရင်တသမီတို့ရတာလွယ်နေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်